အာလင်းဟာလန်ကပရီးမီးယားလိသွင်းကို17ဂိုးရှိလာခဲ့ပြီးတော့ပွဲစဉ်တိုင်းမှာဂိုးတွေသွင်းနေတယ်။သူ့ရဲ့ထုံးစံဂိုးတွေသွင်းနေတဲ့အပြင်ကိုသူ့ရဲ့ကစားဟန်ကလည်းပြောင်းလဲမှုတွေရှိနေပြီးတော့စိတ်ဝင်စားစရာပြောင်းလဲမှု act တစ်ခုကိုကျွန်တော်တို့တွေ့နေရတယ်။ဒီအကြောင်းကိုဒီဗီဒီယိုမှာသုံးသပ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုတော့ Winesberg ကလည်းအတိအကအကူအညီပံ့ပိုးပေးထားပါတယ်။စီတူ opinion ကိုကြည့်ရှုနေတဲ့ပရိသတ်တွေအထက်က ဘလုံးအားကစားတဲ့ရင်ခုန်ကျင်တဲ့ပရိသတ်တွေအတွက် Winespan မှာ Opinio ဆိုတဲ့ promo code ကိုအသုံးပြုပြီးတော့ account ဖွင့်နေနိုင်ပါလေဒီ video ရဲ့ comment section မှာလေ promo code ကိုချထားပေးမှာဖြစ်လို့ကြည့်ရှုအားပေးနိုင်ပါတယ်ခင်ဗျာ Hello မင်္ဂလာပါ City Opinio ကနေကြိုဆိုလိုက်ပါတယ် Manchester City က Everton ကိုခက်ခက်ခဲခဲကစားရတယ်ဒါပေမဲ့2-0နဲ့နိုင်သွားတယ်အနိုင်ကို2ဂိုးစလုံးကို Arlen Haaland ကသွင်းခဲ့တယ် ါသူ့ရဲ့ထုံးစံပဲဒီယာဒီမှာဆိုရင်ပွဲတိုင်းပေါ့နော်တော်တင်ဟော့စပါနဲ့တပွဲကလွယ်လို့ကြံတဲ့ပွဲအားလုံးမှာတွင်ထားတယ်မန်ချက်စတာစီးတီးအတွက်ကောပြီးတော့နော်ဝေးအသင်းအတွက်ကောပွဲအားလုံးမှာတွင်ထားတယ်အဲ့တော့ကျွန်တော်တို့ရေတွက်ကြည့်မယ်ဆိုရင်ပရီးမီးယားလိမှာသူ17ဂိုးတွင်ထားတယ်ချန်ပီယံလိမှာ3ဂိုးတွင်ထားတယ်နော်ဝေးအသင်းအတွက်ကဘာဗလာချင်းစစ်ပွဲမှာ၅ဂိုးရဲ့3ဂိုးရဲ့ဆို8ဂိုးတွင်ထားတယ်ပြီးတော့ friendly တပွဲမှာ2ဂိုးတွင်ထားတယ်အဲ့တော့စုစုပေါင်းလိုက်မယ်ဆိုရင်23ဂိုးအထိတွင်ထားတယ် အဲ့တော့ဘဏ္ဍပွဲမှာမရှိသေးဘူးကစားလာဒါပေမဲ့သူ့ရဲ့ twin ကိုအစ်တွေကြီးကကြောက်ဖို့ကောင်းတယ်ဒါတော့ assist 3ချိန်မပါသေးဘူးပေါ့နော်သူ့ရဲ့ဒီ goal တွေနဲ့ပတ်သက်လာရင်ကြောက်ဖို့ကောင်းတဲ့ supernatural ability ကြီးကအဲထင်းနေရှားရှားဆက်လက်ပြီးတော့မြင်တွေ့နေရတယ် twin သွားတဲ့ goal တွေကိုကြီးလိုက်မယ်ဆိုရင်လေဒီရှေ့ပွဲတွေမှာလည်းဒါ twin ခဲ့တယ်ဒီပြီးခဲ့တဲ့ပွဲမှာဆိုရင်လည်းဒါလေးရင်ပြန်ပေါ့နော် air ha line ဆိုပြီးတော့တင်စားကြတယ်ပေါ့နော်ခုံပြီးတော့တိုက်သွားတဲ့ goal တော်တော်လေးကိုကောင်းတယ်ပြီးတော့နောက်ထပ်ကန်သွားတဲ့ goal ကလည်း ူဘောလုံးကိုဒီ white သွားအောင်ဒီမမှန်ကန်ကန်နဲ့ဒါကန်ခဲ့တယ်ပေါ့နော်မကိုးနိုင်တဲ့အနေအထားဖြစ်ပေမဲ့လေသူကန်သွားတာကောင်းတယ်ပေါ့နော်သူကန်သွားတာကောင်းပြီသူ့လောက်ကိုသူခြေပုံအောင်လုပ်နိုင်တယ်လို့ပြောလို့ရတယ် hat trick ရလုံနီးပါလေဖြစ်ခဲ့တယ်နောက်ပိုင်းရခဲ့တဲ့အခွင့်အရေးတွေကိုတော့အာဒီအတုံးမချနိုင်ခဲ့ဘူးပေါ့နော်ဘာဖြစ်ဒီနှစ်ကိုးကလည်းတော်တော်လေးကိုများနေပြီဟာလန်ရဲ့ဒီဂိုးတွေနဲ့ပတ်သက်တဲ့အရေးသွေးကတော့ဒါတိပိသားဒါပေမဲ့ဒီရာဒီမှာအဲ့တခုတည်းတည်းမဟုတ်ဘူးဒါပြီးခဲ့တဲ့ပွဲမှာဆိုရင် ဒါကျွန်တော်တိတ်ဟိုဘယ်လိုပြောမလဲအချက်လက်အပြင်ကျွန်တော်မသိဘူးတတိထားမိမနေဘူးဒါပေမဲ့ပွဲကြည့်နေတဲ့ဒီမြင်မှုသိမှုအပြင်တော့ကျွန်တော်စိတ်ထဲမှာဟာလန်ဟာဒီယာဒီမှာပွဲတွေအများကြီးမှာသူ့ရဲ့ defensive wall load တွေပို့ပြီးတော့များလာတယ် wall rate ပိုကောင်းလာပြီးတော့ distance cover တွေပိုများလာတယ်လို့ကျွန်တော်ဒါသတိထားမိနေတယ်ပေါ့နော်အဲ့တော့ Manchester City ပွဲပြီးတဲ့အချိန်မှာဒီ data လေးထိုးတယ်ပေါ့နော် Premier League ကအဲ့ဒီအချိန်မှာကြီးလိုက်တဲ့အခါမှာ Arlen Haaland ဒီပွဲ distance cover က10 km ရှိတယ် ါကများတဲ့ပမာဏပေါ့နော်တိုက်စစ်မှုတရောင်းနေနဲ့ပြီးတော့သူ့လိုတိုက်စစ်မှုတရောင်းနေနဲ့ကိုရီအများကြီးသွင်းတဲ့တိုက်စစ်မှုတရောင်းနေနဲ့10ကီလိုမီတာပြေးတယ်ဆိုတာများတယ်ရှေ့ဘွယ်ကအချက်လက်တွေတော့ကျွန်တော်မသိဘူးဒါပေမဲ့ကျွန်တော်အတိမှုကျွန်တော်ရင်မြင်မှုနဲ့ကြည့်မယ်ဆိုရင်အဲကျွန်တော်သိထားတာကပို့ပြီးတော့လှုပ်လာတယ်ဗောလေပို့ပြီးလှုပ်လာတော့ကျွန်တော်တို့မြင်တွေ့ထားရတယ်ဒါတစ်ချက်ပြီးတော့သူဟာဘေးဒပ်မှာပါဝင်သည့်အလုပ်တွေလုပ်နေရတော့မဟုတ်သေးဘူး ဘေးဒပ်မှာဒီ force 9တယောက်လို့ဝင်ပါနေရမဟုတ်သေးဘူးဒါပေမဲ့အရင်ကားထက်ပေါ်လုံးတွေကိုပိုလက်ခံပြီးတော့တိုက်စစ်ကိုအဲ pass တင်နဲ့ဖွင့်ပေးတာမျိုးတွေကျွန်တော်တို့မြင်တွေ့ရတယ်ပေါ့နော်ပို့ပြီးတော့မြင်တွေ့ရတယ်အဲဒီပြီးခဲ့တဲ့ပွဲပြီးခဲ့တဲ့ပွဲဒီမှာဆိုရင်လည်းဒါတောင်မန်တွေကိုသူ့ရဲ့ဖြန့်လိုက်တဲ့ပေါ်လုံးတွေကောင်းတာကိုတွေ့ရတယ်အဲ့တော့အဲ force 9တယောက်လို့ပေါ်လုံးတွေကိုတော့ရှောက်ဖြန့်ပြီးချိတ်ဆက်နေတာမျိုးတော့မဟုတ်ဘူးဒါပေမဲ့သူ့ရဲ့ link play တွေအများကြီးလုပ်လာတယ်ပြီးတော့သူက efficient ဖြစ်တယ် ဘောလုံးထိချက်တွေအများကြီးတော့မရှိဘူးဒါပေမဲ့သူ့ရဲ့ထိချက်တိုင်းက efficient ဖြစ်တယ် Manchester City ရဲ့ပြောင်းလဲလာတဲ့ vertical play အတွက်လည်းအရန်အထောက်ကူဖြစ်လာတာကိုတွေ့ရတယ်ဗောနော်အဲ့တော့ horizontal play တော့ကစားနေတော့မယ်ဒါပေမဲ့ vertical play ကိုလည်းပို့ပြီးတော့ကစားလာတယ်ဗောနော်အဲ့တော့ Haaland အနေနဲ့အဲ့ဒီအထဲမှာအများကြီးပါဝင်ပတ်သက်နေရလို့ကျွန်တော်ကတော့မြင်တယ်တော်တော်လေးလဲအမ်သူ့ရဲ့ arc ပေါ့နော်အသူဒီတင်တဲ့အပိုင်းတွေကသူဘာမှလိုမနေဘူးအဲ့တော့သူဒီ passing နဲ့ဒီ ball playing ဘက်ကို ပို့ပြီးစ조사လာရလို့ကျွန်တော်ကတော့ယူဆတယ်။အဲ့လိုအဲ့လို조사လာရတဲ့နေရာမှာလေဒါ force 9တွေဖြစ်တဲ့တော့ Femino တို့လို့ကစားသမားတွေတော့ Benzema တို့လို့ကစားသမားတွေအဲ့လိုမျိုးတော့မဟုတ်သေးဘူး။ဒါပေမဲ့သူတို့လုံနေတဲ့အရာမျိုးကိုဒါစတင်မြင်တွေ့ရတယ်ပေါ့နော်။အဲ့တော့ဒါကဘာကိုသွားမြင်ရလဲဆို Hurricane ရဲ့အဲဒီ passing နေနဲ့ပိုပတ်သက်လာတဲ့အချိန်တစ်ခုကိုကျွန်တော်တို့သွားမြင်ရတယ်ပေါ့နော်။အဲ့လိုပုံစံမျိုးပဲ။အဲ့တော့အဲဒီ Haaland ရဲ့အကဘယ်အထိသွားမလဲဆိုတော့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်သွားရဖို့လိုအပ်နေတယ်။လောလောဆယ်မှာတော့ အရေးအငွေတချို့မြင်ရပြီလို့ပြောနိုင်တယ်ကျွန်တော်ဒီအကြောင်းကိုတော့ရှေ့အပိုင်းတွေတော့ငါလည်းဒါပြောခဲ့ပြီးသားဒါအခုလည်းပုံမြင်လာရတယ်ပြီးတော့နောက်ထပ်တစ်ချက် defense နဲ့ပတ်သက်တဲ့ဒါသူ့ရဲ့ပါဝင်မှုတွေပေါ့နော်အဲ့တော့ DRD မှာသူက clearances တွေအများကြီးလုပ်လာတယ်ဘောလုံးကဒီ set piece တွေဘက်ကိုအချိန်အဟုန်နဲ့သွားနေပြီ set piece game ဘက်ကိုအများကြီးရောက်နေပြီအဲ့ဒီခါမှာ Allen Haaland ကအရက်မြင့်မာတဲ့ကစားသမားဖြစ်တဲ့အတွက် ဒီ pulse protection အတွက်အရင်အရေးကြီးတဲ့ကဏ္ဍကလည်းပါဝင်လာတယ်အဲ့တော့ clearances တွေအများကြီးလုပ်တယ်ခေါင်းလိုက်ရှင်းထုတ်မှုတွေအများကြီးလုပ်လာတာကိုကျွန်တော်တို့မြင်တွေ့ရတယ် Manchester City အတွက်လည်းတော်တော်လေးအကျိုးရှိနေတယ်အရေးအတွက်အပြင်ကြည့်မယ်ဆိုရင်လေဒီရာဒီမှာသူ1.9%ဟော percent ပေါ့1.9ပေါ့နော်ပေါ့90ပေါ့တပွဲပြင်းပြအဲ့လောက်ထိကိုလုံနေတာဟိုမြင်တွေ့နေရတယ်ပေါ့နော်အဲ့တော့ total ပေါင်းလိုက်15ချိန်ရှိမှတင်တယ် clearances ဒီအရေးအတွက်က ့ပြီးခဲ့တဲ့တ мян နဲ့ရာသီက20ကျော်တယ်ကျွန်တော်အတိအကျမမှတ်မိတော့20ကျော်တယ်အဲ့အရှိမ14တွေ15တွေ16တွေပဲရှိတယ်မန်ချက်စတာစီးတီးနဲ့သူ့ရဲ့ဖြတ်တန်းမှုမှာအရှင်တော်ကပွဲ30ကျော်မှာလောက်ခဲ့တဲ့ clearances အရှိအတော့ကိုဒီရာသီမှာ10ပွဲတဲ့နဲ့သူလောက်ပြနေရဖြစ်တယ်ဗောနော်ဒါအတိမပြရမယ့်အချက်ဖြစ်တယ်ပြောင်းလဲလာတဲ့ဘောလုံးရဲ့ရေစီးကြောင်းနဲ့အတူလိုက်ပါနိုင်တဲ့ဟာလန်ရဲ့အာသာချက်ကြီးဖြစ်တယ်ကျွန်တော်တို့ပွဲတိုင်းပွဲတိုင်းပွဲတိုင်းမှာအာလင်းဟာလန်ရဲ့ ဒီ counter ရှင်းထုတ်မှုတွေ clearances တွေကိုမြင်တွေ့နေရတယ်ပြီးတော့ကျွန်တော်ရှေ့မှာပြောခဲ့တဲ့ distant covert အဲ distant covert ကဒီကွင်းကိုဖျက်ချက်ကစားမှုပေါ့အဲ့တော့ तू ပြေးလွှားပြီးတော့ pressing and the goal တွေက तू ကလှုပ်တယ်ကောင်းလဲကောင်းတယ်ထက်လဲထက်မြက်တယ်ဟို elite အရန်ကောင်းတဲ့ဒီ defensive တိုက်စစ်ကစားသမားတွေတော့မဟုတ်ဘူးဒီတိုက်စစ်ကစားသမားတော့ဖြစ်တယ်ဒါပေမဲ့ defensive အရန်ကောင်းတယ်ဆိုရယ် femino လို့ machine တော့မဟုတ်ဘူးဒါပေမဲ့သူ့နေသူ့ဟန်ပြောမယ်ဆိုရင်သူ့လိုမျိုး goal poacher တယောက်အတွက်တော့သူ့ရဲ့ pressing ကငဘိုးတွေက လက်ခံလို့ရတဲ့အနေအထားမှာရှိတယ်။ဒီအနေမှာဘာပေါင်းလာလဲဆိုတော့ဒီ defense နဲ့ပတ်သက်တဲ့လှုပ်ရှားမှုတွေပြီးခဲ့တဲ့ Everton နဲ့ပွဲကိုပဲအခြေခံပြီးပြောမယ်ဆိုရင် Everton အသင်းရဲ့ set piece တစ်ချိန်ရှိတယ်။ corner လားဒီ set piece ရိုးရိုး set piece လားမမှတ်မိတော့ဘူးပေါ့နော်။ဘောလုံးပြန်ထွက်လာတဲ့ Everton ခံစစ်ကဒါဘောလုံးကိုလက်ခံပြီးတော့ setter လုပ်ပြီးပေးတက်လုပ်ပြီးရှေ့ကိုပြန်သွားဖို့ကြိုးစားနေတဲ့အချိန်။အဲ့ဒီအချိန်မှာ Haaland ကဘာလုပ်လဲဆိုတော့သူက box ထဲမှာ defend လုပ်နေတယ်။ ။ဟောက်ဆဲမှာ defense လုံးနေတဲ့အနေထားသူ့ရဲ့ထုံးစံအတိုင်းငါးလန်းလောက်လန်းလန်း तू ကအဝေးရောက်သွားလဲကစားသမားပေါ့နော်။အတကုံကြီးပြေးလာတာ။ပြေးလာပြီးတော့ချက်ချင်းအေး Everton ရဲ့ဘောလုံးလက်ခံထားတဲ့ခန်းစစ်ကစားသမားစီအေး unit စီကိုရောက်လာတယ်။ရောက်လာတော့မထင်မှတ်ထားဘဲနဲ့ walk နဲ့ဒီလိုမျိုးတရေကြီးတရားကိုတွေ့လိုက်ရတဲ့လိုမျိုးဟာလန်ကြီးကရောက်လာတာပေါ့နော်။အဲ့လိုရောက်လာတဲ့အချိန်မှာဘေးကိုပေးလိုက်ကပြီးပြတ်သွားတယ်ပေါ့ဘောလုံးကိုအေးစစ်စစ်မတီးဆောက်နိုင်တော့ဘူးပေါ့ဒါကပြရုပ်တစ်ခုကိုပြတ်တာပေါ့အဲ့လိုပုံစံမျိုးတွေကျွန်တော်တို့မကြာခဏမြင်ရလေးရှိဒီလိုမျိုး action ကိုကျွန်တော်တို့ high pressing ဲ့လိုမျိုးမတတ်မှတ်ဘူးပေါ့ဒါပေမဲ့ဟာလန်စီမှာအဲ့လိုမျိုးပါနက်လုံးနဲ့လှုပ်ရှားမှု defensive action တွေရှိသူဒီလိုမျိုးလှုပ်လိုက်တဲ့အတွက်အဲ့ဒီအကြောင်းသူ tackles လည်းမရအောင် interception လည်းမရအောင်ဘာမှရမနေဘူးဒါပေမဲ့အဲ့လို action တွေသူစီကမြင်ရတယ်လဲတယ်ပါနက်တယ်ဆိုတော့အချက်မျိုးနောက်မှအား side ထုတ်မှု defensive နဲ့ပတ်သက်တဲ့အား side ထုတ်မှုလည်းကျွန်တော်တို့အများကြီးမြင်တွေ့ရတယ်အဲ့တော့ Holland ဟာဂိုးတွေကိုဆက်လက်သွင်းယူနေတယ်သူသွင်းယူနေတဲ့နှုံထားကလည်းကြောက်ဖို့လည်းမကောင်းတဲ့ပမာဏ ါပေမဲ့အခြားသောတစ်ဖက်မှာလည်းသူထပ်ထပ်ပြီးတော့ပေါင်းဆက်နေတဲ့အခြေသွေးတွေအများကြီးရှိနေတယ်။အဲ့ပေါင်းဆက်နေတဲ့အခြေသွေးတွေမှာ defensive contribution တွေပါတယ် distance cover တွေပါတယ်ပြီးတော့ဒီ box protection ပေါ့နော် clearances တွေပါတယ်ဒါပြင်ဒီ passes တွေပါပါလာတာကိုတွေ့ရတယ်အဲ့တော့သူ့ရဲ့ touch အနေထားဘောလုံးထိချက်အနေထားကဒီ20နဲ့30ကျားမှရှိနေတယ်အဲ့ရှိနေတဲ့အနေထားကြီးကအရင်ရာသီရဲ့ဒီတိုင်းပဲအဲ့ဒါကြီးက30တွေ40တွေ50တွေခေါက်တက်သွားဖို့မလွယ်ဘူးဒါပေမဲ့ဘာပြောင်းသွားသလဲဆိုတော့ သူ့အနေနဲ့သူခုနအဲသူ့ touches တွေရှိတဲ့အချိန်ကလေးအတွင်းမှာပဲသူကပိုထိရောက်တဲ့ပိုပြီးတော့ကောင်းမွန်တဲ့ passes တွေကိုသူပေးလာတာကိုကျွန်တော်မြင်တွေ့ရတယ်။အဲ့လိုပေးလာခြင်းက Manchester City ရဲ့ကစားဟန်အပြောင်းလဲ vertical ပေါ့နော်။ဂိုးပေါက်ကိုတက်တက်တူယူတဲ့ direction ပုံစံသွားလာနေတော့ပိုပြီးတော့ဆက်ဆက်နေတယ်။အရှင်တော့ကျတော့အဲ့လိုတမ်းမသွားဘူးဒီလိုမျိုး queen ကိုဒီလိုအလျားလိုက် horizontal ပို့သွားတဲ့အနေအထားမျိုးလေးကျွန်တော်တို့မြင်တွေ့ရတယ်ပေါ့နော်။ဒီအပြောင်းလေးကြောင့်လည်းပါတယ်ဒါပေမဲ့ Arlen Haaland အဲ့ဒီ Manchester City ရဲ့ ကွာဂျူလာဒီနေ့မှာပြောင်းလဲနေတဲ့အရာတွေအကုန်လုံးနဲ့မှာသူဟာလိုက်ပါစီးမျောနေပြီးတော့သူကိုယ်တိုင်ကိုလည်းသူကပြောင်းလဲတာမဟုတ်ဘူးသူမှရှိပြီးသားအရာတွေနောက်ထပ်နောက်ထပ် bonus bonus တွေထပ်ပေါင်းနေအောင်တွေးရပြီးတော့ပို complete ဖြစ်တဲ့ basic ကစားသမားတယောက်စီကိုချီတက်နေရလို့ကျွန်တော်ကတော့ယူဆတယ်လက်ရှိအာလင်ဟာလန်ပြသနေရလုံးဝ perfect display လို့ကျွန်တော်ကတော့သတ်မှတ်ခြင်းပြီးတော့ Manchester City အတွက်လည်းအရန်အရန်ကိုအားကိုးရတဲ့ကစားသမားဂိုးတွေတင်ဖုတ်ပဲတဲ့နောက်ထပ်အားကိုးရတဲ့ခံစားရထပ်ပေါင်းထည့်နေတဲ့ကစားသမားဖြစ်ကျွန်တော်ကတော့သတ်မှတ်ခြင်းပါတယ်အဲ့တော့ Everton နဲ့ပွဲ review ကိုတော့ကျွန်တော်အကျယ်မပြောတော့ဘူး Soccer House မှာလည်းကျွန်တော်တင်ဆက်ထားတာရှိတယ်ပြီးတော့ဒီဘက်မှာနောက်ထပ်မြင်တွေ့ခဲ့ရတဲ့အပြောင်းအလဲပေါ့နော် Haaland လို့ပဲစိတ်ဝင်စားချက်ကောင်းတဲ့အပြောင်းလဲတစ်ခုရှိတယ်အဲ့ဒါက Phil Foden Phil Foden အကြောင်းကိုတော့ကျွန်တော်နောက်ထပ်တစ်ပုတ်မှာတော့ဒါဆက်လက်တင်ဆက်ပေးသွားမယ်နောက်မှထပ်ပြီးတော့တင်ဆက်ပေးသွားဖို့ရှိတယ်အခု Haaland အကြောင်းကိုဒါသူ့ရဲ့ goal သွင်းဖြူပုံနဲ့မဟုတ်ပဲအခြားသောကဏ္ဍတွေပေါင်းဆက်နေတယ်ဆိုတဲ့အကြောင်းလေးကိုတင်ပြခြင်းဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုတော့ဒီမှာပဲညီကုံချုပ်လိုက်ချင်ပါတယ်ကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ